တကယ်တကယ်ကျွန်တော်ဖြစ်သွားတော့မှဘယ်သူမှကြုံမှာမဖြစ်ဘူးတကယ်တကယ်ဖြစ်သွားတော့ဘာမှအဲ့လောက်ကြည့်ကြည့်ရတာမရှိဘူးလေအဲ့တော့အရင်ထွေထူးတော့စိတ်ပူမနေပါဘူးဟုတ်ကဲ့ဒါပေမဲ့ခိုင်းတို့ဘာလို့မှတော့မယ်သူ့တွေတော့သူ့ကျွန်တော်အိမ်နာကလေးတွေလည်းလူသူတွေလည်းပိတ်တယ်ဟာကျန်လာလာအဲ့လိုတွေပြည့်ပေါ်တာပါနော်ဟုတ်ကဲ့အဲ live ပေါ်မှာတော့တော်တော်ငလင်လောက်ပါလေအပြင်မှာတော့မလောက်ပါဘူးဒီနေ့20ရက်နေ့ရက် အညာဘက်ထွက်ရတာကသဘောကျလားဆိုတော့အဲသဘောတော့ကျတယ်ဒါပေမဲ့လေကျွန်တော်ဟိုကျွန်တော်ကဟိုအလောက်ထိပေါ့နော်၁၁စနစ်အဲ့နောက်ပိုင်းလောက်ထိတော့မထွက်ဘူးကျွန်တော်ညာဘက်ထွက်တယ်ဆိုတာက9နိုင်10နိုင်လောက်ကနေပြီးတော့အလွန်လုံး10နိုင်လောက်အဲ့ဝင်းကျင်လောက်ထိထွက်ရတာသဘောကျပါတယ်ဟုတ်ကဲ့အရင်ညနေကျကျွန်တော်အဆင်မပြေဟုတ်ကဲ့အဲကျွန်တော်တို့ကညာမထွက်ရတာအဲအဲ့လိုပေါ့နော်ညာညာပိုင်းနဲ့ပတ်သက်ရင်အမှတ်တရအများကြီးရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဟိုဟိုဇက်သမားဟုတ် ဇာသမောက်ဆိုရင်မိုးလင်းမောက်ပွဲကတော့အဲ့တော့ညဘက်တွေမှာအဲအဲ့လိုပြောရတော့တငယ်ချင်းတွေအတူတူပွဲသွားကြတယ်ပွဲကားကြတယ်ပြီးရင်ကျွန်တော်တို့အဲအရင်တော့ဆိုကျွန်တော်တို့ line ကားတွေဆီပြီးသွားကြတော့ကျွန်တော်သွားရင်းနဲ့အပွဲပြတ်တယ်ဆိုရင်အညဘက်ကြီးတွေပြန်လာကြထမင်းကြော်တွေအလား၁၂နာရီ၁နာရီမိုးလင်းပေါက်ဆိုင်တွေမှာစားကြတော့ကြအဲ့လိုချိန်ပြီးတော့တကယ်ကိုအမှတ်ရမှာအထူးခြားကျွန်တော်တို့ဇက်မာဆိုရင်တော့ဒီလိုညဘက်တွေမှာဆိုရင်လေအဲမိုးလေဝသအခြေအနေတွေကဘာမှမသိတဲ့အခြေအနေမျိုးမှာပွဲကားရတာအများကြီးရှိတယ်အဲ ီမျိုးမှာဆိုရင်ကျွန်တော်တို့မိုးရွာသွားရင်ပွဲပြက်တာတို့ဘာလို့ဆိုရင်ဒါကျွန်တော်တို့အတွက်အမှတ်တရလေးပေါ့နော်ပွဲကနေတန်းလန်းနဲ့မိုးရွာသွားရင်လည်းအဲ့လိုဟိုပြောရရင်တော့မိုးရေဆိုးရွှဲပွဲကြီးတဲ့လူတွေရောပွဲကားတဲ့လူတွေရောအကုန်လုံးတရားအဲ့လိုချင်းနေလဲကြုံရပါတယ်ပြီးခဲ့တဲ့ရက်ကတော့မှကျွန်တော်တို့အဲတကြံမတိုင်ခင်မှာတွန်းနေမျိုးရွှေစံတော်ဖရားပွဲပေါ့နော်အဲ့ဖရားပွဲမှာကျွန်တော်ငလင်ဘေးတင်ပြည်သူတွေအတွက်ကိုဒါပွဲလုပ်ကြကျွန်တော်ညီလေးသူရောင်ဝင်းထုတ်မင်းသားလေးသူရောင်ဝင်းထုတ်ဇက်ပွဲမှာသွားကအဲ့ပြန်ဆိုရင်လဲ ဒါဒုတိယညမိုးရွာလို့ညဘက်မှာတိုင်ပတ်သွားမကလည်းရအဲ့လိုမှတ်တရတယ်ကြည့်အမှန်တမ်းပြောရင်တော့အရင်တော့အရာသာတွေနဲ့တော့အခုအခြေအနေနဲ့တော့မတူဘူးပေါ့နော်အရင်တော့ကျွန်တော်တို့ကမိုးလင်းပေါက်ပြည့်တင်ဆက်မှုအဲသွားပြီးတော့ကွဲကြည့်တဲ့ပြည်သက်ကလည်းလွတ်လပ်သွားနေကျွန်တော်ကြည့်ရှုလို့ရတယ်အခုကျတော့ကျွန်တော်တို့ချင်းနေချင်းကလေးကအများကြီးရှိတယ်ပြီးတော့ညာဘက်တွေမှာလည်းဒါခုနပြောသလိုဟို ွက်လို့အဆင်ပြေတဲ့နေရာရှိတယ်အဆင်မပြေတဲ့နေရာရှိတယ်အဲ့အတွက်ပွဲကားရတော့အရင်တော့လောက်တော့ကြိုရှင်မှုမရှိပါဘူးဟုတ်ကဲ့ကျွန်တော်တို့ပွဲကားတော့ကျွန်တော်ဇက်သက်ဟိုပါဘောဒီကိုဗစ်မဖြစ်ခင်ရဆိုကျွန်တော်ဇက်သက်က၁၂နှစ်ကြာသွားတယ်ဇက်လောကအဲ့ဒီတော့ဆိုအဲ့လိုမိုးလင်းဘောက်ပွဲကြီးတဲ့ပြိသက်တွေပေါ့နော်ပြိသက်တွေဆိုရင်ဒါကျွန်တော်ရန်ကုန်ပြိသက်ဆိုရင်တော်တော်များများမရှိပြီးသားပြိသက်ကလည်းလိုင်းသားလာကြည့်တယ်တာဂက်တလည်းလာကြည့်တယ်အဲ့လိုထမင်းကြီးတွေနဲ့ဖြာလေးနဲ့ဟလားဒီလိုဒီလိုအမှတ်တရတွေကကျွန်တော်တို့ညာဘက်နေမှာကျွန်တော်ဇက်သမားတွေနဲ့လည်း ဇက်လောကသားတွေနဲ့လည်းမှတ်တရရအများကြီးရှိတယ်ဟုတ်ကဲ့ခံစားရတော့အကုန်လုံးခံစားရတော့ပဲဒါကျွန်တော်တို့မှမဟုတ်ပါဘူးတကယ်ဟိုဒီဖြစ်ပျက်ကိုမြင်တွေ့တဲ့လူတွေအားလုံးလည်းခံစားရမှာပါအဲအဲ့တော့ဟိုတစင်တကားတစင်တာနဲ့အရင်တော့ဒါဟိုကျွန်တော်ကိုယ်တိုင်လည်းနည်းနည်းလူတွေးခဲ့တာတွေရှိတယ်ပြီးတော့ကျွန်တော်လဝါပေးနေလည်းသွားခဲ့တယ်အဲပြီးတော့တကြံမတိုင်ခင်မှာကျွန်တော်နဲ့ဖေးဦးမိုးဒီနဲ့တော့ကျွန်တော်တို့နီးဆက်ရညီကိုမောင်မရဲ့စူပေါင်းပြီးတော့အမှုခံထားတဲ့ပုံစံလေးတွေရှိတယ်ဒါလေးလည်းလူတန်းကိုရှိပါတယ် သိန်း80ကျော်လောက်ရှိပါတယ်အဲမှန်းထားတော့မများပါတော့150ဝန်းကျင်တော့မှန်းထားတယ်ဒါပေမဲ့လည်းလူခံနေကြတာလည်းအများကြီးပဲလေတကယ်လုပ်နေကြတာလည်းအများကြီးပဲအဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲရက်လိုက်ပြီးတော့ဖွဲ့စည်းတစ်ခုနဲ့ပဲပေါင်းပြီးတော့ပူဖို့လည်းရှိပါတယ်လို့ဒါဒီကွာဒီကနေပဲတစ်ဆင့်တော့လိုက်ပါဟုတ်ကဲ့ကျွန်တော်ကအရင်တော့ပွဲကတာဆက်ကအစအပြန်ချီရမယ်လို့ပွဲကတာတော့မြမကြီးအဲ့ထိတ်နဲ့အောင်းနဲ့တကူးကြီးဖျားတော်တော်များများကျွန်တော်တို့ကအိုးငယ်ငယ်လေးကတည်းကကြရတာပေါ့နော်ကြရဆိုတော့ အနီးနားဥမာကျွန်တော်မန်လေးကြောက်တော်ကြီးပွဲကားတယ်ဆိုရင်အဲလိုပေါ့အနီးနားဖြစ်တဲ့အင်းဝါတို့ပြီးတော့သခိုင်းသခိုင်း90ကြီးဖျားပွဲကားတယ်ဆိုကျွန်တော်သခိုင်းတောင်မျိုးတစ်လျှောက်တို့အဲအားရရကျွန်တော်တို့တောက်လျှောက်ရောက်ခဲ့တဲ့နေရာပေါ့နော်ဟုတ်ကဲ့အဲလိုပျက်စီးတာလည်းအထက်ပေါ်မှာပျက်စီးတာများတယ်အလစ်တဲလေးပေါ့လစ်တဲလေးအဲ့လောက်ထိတော့မဆိုးရင်ပါဘာလို့လဲဆိုတော့ဟိုဒီနေ့တော့အဲ့လိုမနေ့ကတော့လည်းစားရတဲ့ညအများကြီးတကယ်တကယ်ကျွန်တော်တို့ဖြစ်သွားတော့မှဘယ်သူမှအကျိုးမရှိဘူး ဲငယ်ဖြစ်သွားတော့ဘာမှအဲ့လောက်ကြီးကြိုးပြီးရတာမရှိဘူးလေအဲအဲ့တော့မရန်ထွေထူးတော့စိတ်ပူမနေပါဘူးဟုတ်ကဲ့အဲမဲ့ထိုင်းတို့ဘာလို့မှာတော့မယ်သူ့တွေတော့သူ့ကျွန်တော်တို့အိမ်နာကလေးတွေလည်းမူကူတွေလည်းပိတ်တယ်ဟာကျန်လိုက်လားအဲ့လိုတွေပြည့်ပေါ်တာပါနော်ဟုတ်ကဲ့အဲလိုင်းပေါ်မှာတော့တော်တော်ငလင်လောက်ပါလေအပြင်မှာတော့မလောက်ပါဘူးဒီနေ့22ရက်နေ့ကသူတို့နေရမပြောနဲ့ကိုလီတော်နည်းနည်းလေးလှုပ်ခတ်ခဲ့တဲ့သူတွေတော်မှဒါပွင့်လင်းပြောရင်နည်းနည်းအဲ့နေတဲ့အချိန်တွေမှာ လေးလေးနည်းနည်းတိုက်တာဥမာကားသွားလို့ကျွန်တော်တို့အိမ်ဆိုကားလမ်းမနဲ့နီးလို့လေအဲ့နေနည်းနည်းလှုပ်တာတွေပါအဲ့အားတော့မှမမြင်လှုပ်တာလည်းမသိဘူးတော့အဲ့လိုစိတ်ထဲမှာစိုးရိမ်စိတ်တွေရှိတာပေါ့အဲ့တော့တကယ်မိသားစုတွေပြိုကွဲပြီးတော့ခံစားရတဲ့သူတွေတော်တော်တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဟုတ်ကဲ့ဒါလည်းစိုးရိမ်နေမှာပေါ့နင်တော့